အမေရိကန်မှာပြည်내အုပ်ချုပ်ရေးမှူးတဦးရဲ့နေအိမ်ကိုမီးရှို့ခဲ့တဲ့အမျိုးသားကိုရဲတွေကဖမ်းဆီးခဲ့ပါတယ်။ပင်ဆယ်ဗေးနီးယားပြည်내အုပ်ချုပ်ရေးမှူး Josh Shapiro ရဲ့နေအိမ်ကိုအသက်38နှစ်အရွယ် Cody Belmar ကပြီးခဲ့တဲ့သတင်းပတ်ကုံမှာမီးရှို့ခဲ့တာလို့ဆိုပါတယ်။သူ့ရဲ့လောက်ရကြောင်အိမ်အတွင်ပိုင်းအခန်းတချို့စိုးစိုးရွရွမီးလောင်ကျွမ်းပျက်စီးသွားခဲ့တယ်လို့ရဲတွေကပြောပါတယ်။အခုတော့ Belmar ဟာဖမ်းဆီးခံရပြီး သူကိုမိရှုံမှုလူသက်ရန်ကြံစီမှုအကြမ်းဖက်မှုရန်လိုတိုက်ခိုက်မှုတွေနဲ့ဆွဲချက်တင်ဖို့အစီအစဉ်နေပါတယ်။ပင်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးရှာပီရိုဟာနောက်တစ်ချိန်မှာအမေရိကန်သမ္မတနေရာကိုရှီမန်းနိုင်သူတဦးလိုတောင်ထင်ကြီးပေးခံနေရတာဖြစ်ပါတယ်။သူကဧပြီလ12ရက်နေ့ညတကောင်မှာလုံခြုံရေးဝန်ထမ်းတွေကအရေးတကြီးတကားလာခောက်လို့လန့်နိုးသွားခဲ့ပြီးချက်ချင်းအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ Democratic Party ကိုစားပြုနိုင်ငံရေးသမားက ူနဲ့မိသားစုဟာအန္တရာယ်ကင်းခဲ့အချိန်မီရွှေ့ပြောင်းနိုင်ခဲ့ပေမဲ့အိမ်ကတော့တော်တော်ပျက်စီးသွားတယ်လို့ဆိုပါတယ်။ပြည်နယ်မြို့တော် Harris Beck မှာပဲတန်တရာတရားခံ Belma ကိုဖမ်းမိခဲ့ကြောင်းပြည်နယ်ရဲတပ်ဖွဲ့ကော်မရှင်နာကပြောပါတယ်။အဖမ်းခံရချိန် Belma စီကနေလက်လုံလောင်စာဘုံတစ်ခုကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့အတည်ပြုထားပါတယ်။ရဲတွေက Belma ဟာအိမ်တော် CEO တနေရာကနေကြော်ဝင်နိုင်ခဲ့ပြီးအိမ်နာအထိချင်းကပ်နိုင်ခဲ့တဲ့နောက်မိရှုံမှုကိုကျူးလွန်ခဲ့တယ်လို့ယူဆထားပါတယ်။ အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေသေးပါအစောပိုင်းတုန်းကရဲတွေဟာတန်တရာတရားခန်းကိုဖမ်းမိရင်ဒေါ်လာ1000စုချင်းငွေပေးအပ်မယ်လို့ကြေညာခဲ့ပါတယ်အခုဘယ်မှာဖမ်းခံရမှုဟာအဲ့ဒီစုချင်းငွေနဲ့ဆက်ဆက်တဲ့သတင်းပေးမှုတခုခုကြောင့်လားဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူးဘယ်မှာကဘာကြောင့်အခုလိုမျိုးရှုံးမှုကိုကျူးလွန်တယ်လဲဆိုတဲ့အကြောင်းရင်းကိုလည်းစစ်ဆေးမေးမြန်းနေသေးဖြစ်ပါတယ်အင်ဒေါ်မှာတော့ပြည်내အုပ်ချုပ်ရေးမှုကဇနီးဖြစ်သူအပါအဝင်သားသမီး၄ယောက်တို့နဲ့အတူနေထိုင်ကြောင်းသိရပါတယ်ရှင်